လို့အားလုံးပဲမင်္ဂလာပါရှင်ဒီလိုမျိုးဝက်နိုင်ငံအတွဲလိုက်ဒီစက်သားဘဲသားတွေကိုဒီလိုမျိုးအတွဲလိုက်ချိန်ထားတာဆိုတော့ဒါဘာဆိုင်လေးဖြစ်မလဲဟုတ်ပါတယ်ဒါရန်ကုန်က ဘိုးအောင်ကျော်36လမ်းမှာရှိရယ်ကိုနိုင်စော် ထမင်းပေါင်းဆိုင်ပဲဖြစ်ပါတယ်။မှားတော့အငုံတို့မန္တလေးနဲ့မတူတဲ့ရန်ကုန်စတိုင်ထမင်းပေါင်းကိုမှချက်သားဝတ်သားဘဲသားဆိုပြီးတော့ကြိုက်တာယူချဲ့ပြီးတော့မဆားလို့ရပါတယ်။ဒီမှာဆိုရင်တော့ဒါထမင်းပေါင်းနဲ့ကိုထည့်တယ်သူတို့ရဲ့ကော်ရီ၃မျိုးပေါ့နော်။ဒီဘက်ကတော့တီးစုံကိုမှချင်းဆက်လေးကိုမှဒီခလေကတော့ချူချင်းလေးဒီဘက်ကတော့ပဲငပိကော်ရီလေးပေါ့နော်။ဒါကတော့ကိုနိုင်စောရဲ့ special menu လေးဖြစ်တဲ့ဒါဝက်လက်ပေါင်းဟင်းကြီးပေါ့နော်ဒီမှာကသူကအဲ့လို ဟိုအတုတ်တွေလည်းရရတယ်ဒီလိုထမင်းပေါင်းအဲကြာစံကျော်ခောက်ဆွဲကျော်အဲ့လိုမျိုးတွေပါရရတယ်ပေါ့နော်အငုံကတော့ဒီတစ်ခေါက်မှာတော့အဲဝက်နိုင်ကင်လေးကိုမှထမင်းပေါင်းလေးရယ်ပြီးရင်ဝက်နှက်ရက်တုပ်လေးရယ်မှာခဲ့ပါတယ်ဒီထမင်းပေါင်းကတော့တပွဲဟိုဆိုရင်ဝက်သားဆိုရင်၄00ကနေစရှိပါတယ်ကြက်သားဘဲသားကလည်းအဲ9000 6000ပေါ့နော်အစားစားပါအဲအသားပုံမူတည်ပြီးတော့ဈေးနှုန်းလေးတွေကွာရတယ်ပေါ့နော်ပြီးရင်အတုတ်လေးတွေကတော့8000တသားအဲ့လိုမျိုးရှိပါတယ်အငုံကတော့ဝက်နှက်ရက်တုပ်လေးကိုတသောင်းတန်လေးမှာခဲ့ပါတယ် ဘောနီရတုတ်လေးရလဲချင်းချင်းဆက်ဆက်လေးတုတ်ခိုင်းတာဆိုတော့ဒီမှာသူတုတ်ပြတာလေးနဲ့ထင်အောင်စားချင်စရာလေးပေါ့နော်ဒါနိုင်စောဒီထမင်းပေါင်းဆိုင်မှာရတဲ့မန်နျူးလေးတွေပါဒါကတော့သူတို့ဆိုင်လေးပေါ့နော်ဒီလမ်းထဲမှာ36လမ်းထဲမှာထမင်းပေါင်းဆိုင်အများကြီးရှိတယ်မြန်မာထမင်းဆိုင်တွေလည်းအများကြီးရှိရပေါ့နော်အငုံကတော့အမြဲတမ်းလာတိုင်းဒီနိုင်စောထမင်းပေါင်းဆိုင်မှာစားပြစ်တယ်ပေါ့နော်ဒါကတော့အငုံမှထားတာလေးရပါပြီ လာချတဲ့အချိန်မှာသူကပူပူလေးနဲ့ဟိုမှာအနံလေးကလည်းမှွေးနေတော့ပို့ပြီးတော့စားခြင်းစိတ်ကိုဖြစ်တယ်ပေါ့နော်အားလုံးပဲစားကြပါအောင်ရှင်အငုံကတော့စားစားပါပြီဒီမှာကော်ရီတွေနဲ့ဟိုပြပြလေးဖြစ်သွားအောင်ထမင်းတွေနဲ့နှံ့အောင်နေလိုက်တယ်ပေါ့နော်ထမင်းမောင်းကတော့သူ့စတိုင်နဲ့တူမတူဘူးပေါ့နော်အငုံတို့မန်းလေးကလည်းတမျိုးဒါရန်ကုန်ဆိုင်ကလည်းတမျိုးပေါ့နော်ရန်ကုန်ဆိုင်လေးကကြာဒီလိုမျိုးကော်ရီပြပြလေးနဲ့ဥမာ အဲပြစ်ပြစ်ရွှဲရွှဲလေးနဲ့စားလို့ကောင်းတယ်ပေါ့နော်ဒီမဲ့အခုသူထည့်ပေးထားတာဆိုလဲဒီနန်ကင်အသားကိုအဲအတုံးကြီးကြီးလေးနဲ့နည်းနည်းများလေးထည့်ပေးထားရတယ်။ပြီးရင်အရွက်ကလည်းအသီးနှံအငုံကအရင်ကြိုက်တဲ့တဲမှာပါတော့အသီးနှံလည်းအများကြီးမဟုတ်တဲ့အတွက်အငုံတရားလေးကတော်တော်လေးအဆင်ပြေပေါ့နော်။ပြီးရင်သူကအချင်နေနဲ့ဇာဒီလိုမျိုးသခွားသီးအချင်လေးရဲ့ဘိတ်ချင်လေးရဲ့ချပေးရဲ့။အငုံကတော့ဘိတ်ချင်လေးနဲ့စားရတာပိုကြိုက်တယ်ပေါ့နော်။အဲသခွားသီးကကြတော့နည်းနည်းချိုတဲ့ဘက်ကိုသွားတော့ပို့ပြီးတော့ easy ရယ်ပေါ့နော်။အငုံကတော့ဘိတ်ချင်လေးနဲ့တွဲစားရတယ်အဲ့ဒီပြန်လို့ပေါ့နော်။သူတို့ကတော့ဒီထမင်းမောင်းနဲ့ကော်ရ ီသုံးမျိုးထည့်ရလို့ပြောရပေါ့နော်အဲချိုချင်းလေးရယ်ချင်းဆက်လေးရယ်ပဲငပိကော်ရီလေးရယ်ဆိုပြီးတော့သုံးမျိုးထည့်ရပေါ့နော်ရှေ့မှာလည်းအငုံအိုးတွေနဲ့ရိုက်ပြသွားရပေါ့နော်ဒီမှာဆိုရင်ပကံပွဲလာချတာနဲ့တင်ဟောပကံကြီးမှပြည့်နေတာကော်ရီတွေကလုံးဝအောင်ရွှဲပြီးတော့ပြစ်နစ်နေရပဲပေါ့နော်အရသာကလည်းချိုချင်းဆက်လုံးဝအိုးအဲသုံးမျိုးလုံးရောပြီးတော့ထည့်ထားတဲ့အတွက်အရင်ဤစိတ်မနေပဲနဲ့လုံးဝအရသာလေးရာပြပြစုံစုံလေးနဲ့ဟိုမှာချိုချင်းငန်ဆက်အရသာထိမိရပေါ့နော်ဒါလေးကတော့ဝက်နှရွက်တုတ်လေးပါဝက်နှရွက်တုတ်ကိုလေးတကယ်ကိုချင်းချင်းဆက်ဆက်လေးမှလိုက်တယ်လေလုံးဝရှူးရှဲ ရှင်ချင်လေးနဲ့ဆိုတော့ကွာခုနဝတ်ဒီထမင်းပေါင်းလေးရအီထိုင်းရင်တောင်မှဒီဝတ်နှစ်ရက်တုပ်လေးရချင်းဆက်လေးဖြစ်သွားတဲ့အတွက်အရသာလေးကိုအဲအီပြေသွားစေတယ်။ဘာတော့ဒီဆိုင်လာတိုင်းဝတ်နှစ်ရက်တုပ်ကိုအမြဲတမ်းစားပစ်တယ်ပေါ့နော်။တော်တော်လေးလည်းစားလို့ကောင်းတယ်၊ကြိုက်လည်းကြိုက်တယ်ပေါ့နော်။အဲတတောင်းကတော့သူ့ရဲ့အဲပါဝင်မှုနဲ့ဆိုတော့မစိုးလို့တော့ပြောရမယ်ပေါ့နော်။ပိုပြီးတန်တယ်လို့ခံစားရတာကတော့ထမင်းပေါင်းပေါ့နော်။၄တောင်နဲ့တန်တယ်လို့အငုံတော့ခံစားရပါတယ်။ဘာလို့လဲဆိုတော့သူကဒီဝတ်သားအစုံကြော်လာအဲ့လားလေးလည်းပါတယ်အသေးပါတယ်ပြီးငုံလေးရောပြီး ြီးရင်မှားထားတဲ့နိုင်ငံလေးတွေကလည်းအတုံးကြီးကြီးလေးနဲ့နည်းနည်းများလေးပါတယ်ပေါ့နော်။ပေးရတဲ့ဈေးနဲ့တန်တယ်လို့အငုံတော်တော်ခံစားရပါတယ်။ဒီဆိုင်ကတော့စူးလေးပဲရောက်တိုင်းအမြဲတမ်းစားပြစ်တယ်။ဒါပေမဲ့အငုံဘလော့ကိုတခါမှမရိုက်ပြဘူးပေါ့နော်။သမင်းမောင်းကတော့အငုံဝတ်သားနဲ့စားဘူးပဲ၊ကျက်သားနဲ့စားဘူးပဲ။ဘဲသားနဲ့တော့မစားဘူးပေါ့နော်။အဲဝတ်နဲ့ကျက်ဆိုရင်လည်းအငုံဝတ်သားနဲ့ကိုပို့ပြီးတော့ကြိုက်တယ်။ဘာလို့လဲဆိုတော့အငုံကတော့ဝတ်သား crazy ဆိုတော့အဲဝတ်သားနဲ့ဆိုရင်တော့ဘာလာလာအငုံကကြိုက်တယ်။အဲအထက်မှာမှနန်းကင်းနဲ့ကပို့ကြိုက်တယ်ပေါ့နော်။ သူ့ရဲ့လိပ်စာကတော့စူးလေပတ်ပေါ့နော်အဲဘူအောင်ကျော်လမ်းအနေလာရင်36လမ်းဒီထိတ်လေးတွေမှာပေါ့နော်အဲ36လမ်းကိုလာမယ်ဆိုတော့အငုံတော့လမ်းကျော်သွားလို့တပတ်ပြန်ပတ်ရတယ်ဒီဘက်က one way အရန်များတော့နှက်လာမယ်ဆိုရင်တော့တေချာလေးဖြည်းဖြည်းလေးလာပြီးလမ်းတေချာရှာပြီးမှလာနော်ဒီမျိုးထမင်းမောင်ကောင်းကောင်းလေးစားကျင်နေဆိုရင်တော့ဆူးလွေဘက်မှာရှိရဲ36လမ်းကြားထဲမှာရောင်းတဲ့နိုင်စော်ထမင်းမောင်ဆိုင်မှာလာစားဖို့တပိတ်ခေါ်ပါရတယ်။အငုံတို့မန်းလေးရအသေးတွေလည်းရန်ကုန်ဆိုင်ထမင်းမောင်လေးစားကျင်ရင်ဒီမှာလာစားကြည့်နော်။ဆိုတော့အငုံလည်းဆက်စားလိုက်ပါအောင်။မယ်နောက်ထပ် vlog မှာပြန်တွေ့မယ်အားလုံးပဲတတ်တာ။